အာဆင်နယ်ချန်ပီယံကင်းကိုရပ်တန့်နိုင်မဲ့တခုတည်းသောအသင်း။ချန်ပီယံအာဆင်နယ်တို့ဟာစပွားကိုလေးဂိုးလေးဂိုးနဲ့နိုင်ယူပြီးတဲ့နောက်ဇီယားထိတ်ဆုံးမှာဆက်ပြီးတော့ဦးဆောင်ခဲ့ပါတယ်။ဒါပေမဲ့လည်းတရားဒီမှာအာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆာလောင်မှုကိုရပ်တန့်နိုင်မဲ့အသင်းအသင်းကလည်းရှိနေပါသေးတယ်။ကနဒါကပရီးမီးယားလိဂ်မှာ300ဒီဇက်တိုက်ဒုတိယနေရာနဲ့တာအဆုံးသတ်ခဲ့ရပေမဲ့ဒီဟာဒီမှာတော့2004ခုနှစ်နောက်ပိုင်းပရမောဆုံးအကြိမ်ထိပ်ဆုံးနေရာကိုရောက်နိုင်မဲ့ခွင့်ရဖြစ်ပါတယ်။ EBG EZ ရဲ့ hat trick ဟာအသင်းနဲ့ PM Spar ကိုအိမ်ခွင့်မှာနိုင်ရရှိစေခဲ့ပြီးဒုတိယနေရာက Chelsea ကို6မှတ်နဲ့ Newcastle ကိုမမျှော်လင့်မဲရှုံးနေခဲ့တဲ့ Manchester City တက် ခုနှစ်မှတ်အထိဖျက်တောက်နိုင်ခဲ့ပါတယ်။နေပြမီကေအာရီတိုင်းအသင်းဟာသုံးမှတ်ရောက်နိုင်ခဲ့ရုံသာမကသူတို့ရဲ့အနိုင်ရတဲ့ပုံစံကြောင့်လေးတစ်ခုလုံးကအာရုံဆိုင်လာစေခဲ့ပါတယ်။သူရဲ့လေးရဲ့အကောင်းဆုံးခံစစ်ရှိပြီးစီတီနဲ့အတူပိုးရဲအကောင်းဆုံးတိုက်စစ်လည်းရှိနေပါတယ်ဒီလိုဆက်သွားနိုင်ရင်လေးပလာမရရှိသေးတဲ့မော်ဝင်မှုတစ်ခုကိုအဆုံးသတ်နိုင်ွယ်ရှိပါတယ် လီဗာအိုကနဝင်ကာရီကအာဆင်နယ်ကိုလီဗလားမယားအောင်တားဆီးနိုင်မယ်အသင်းဟာသူတို့ကိုသူတို့သာဖြစ်တယ်လို့ယုံကြည်နေပါရင်ယခင်နေ့တွေမှာသူတို့ကဖလားမယားရှိသေးတဲ့အဖြစ်ကိုအဆုံးသတ်ဖို့အတွက်အဆင်သင့်ဖြစ်နေခဲ့ပေမယ့်နောက်ဆုံးမှာတော့လက်လျှော့ခဲ့ရပါရင်တိုးတော်လည်းလီဗာဝူးကဇရားလေပိုက်ပါယုံကန်နေရပြီးစီးတီးကလည်းအနေငယ်မတည်ငြိမ်မှုတွေရှိနေတဲ့အတွက်အာဆင်နယ်ဟာဒီပြိုင်ပွဲအတွက်အကြီးမားဆုံးရေပန်းစားသူတွေဖြစ်ပါရင်ကိုင်းစပေါ်မှာသူကအာဆင်နယ်ကိုလီဗလားမယားရှိအောင်တားဆီးနိုင်မယ်တခုတည်းသောအသင်းကအာဆင်နယ်ပါပဲသူတို့ကအကောင်းဆုံးအသင်းမှာသူတို့ကအကောင်းဆုံးကစားမတွေအများဆုံးရှိတဲ့အသင်းပါသူတို့ကိုရန်တက်နိုင်မယ်တခုတည်းသောအရာကသူတို့ရဲ့အတွေ့သူတို့ရဲ့စိတ်တွေပါပဲ လေဗလာကိုရောက်ဖို့မန်ချက်စတာနဲ့အေဗလာတီရှိနေခဲ့ရင်တော့ဒီပရိသတ်တွေဆိတ်လုရှာနိုင်ပါတယ်ဒါတခုတည်းတော့အခွင့်အရေးဖြစ်ပါလိမ့်မယ်သူတို့မနိုင်ကြဘူးဆိုရင်ကျွန်တော်တို့အားလုံးသူတို့လညိုးထိုးပြီးမင်းတို့ဒါကိုသုံးမချနိုင်ဘူးလို့ပြောကြပါလိမ့်မယ်အရင်ကတော့ဒီလိုမဟုတ်ခဲ့ဘူးလို့ကျွန်တော်အများနဲ့ထင်ခဲ့တယ်ပရိမားလေးမှာသူတို့ထက်အနေနဲ့ပိုကောင်းတဲ့အသင်းအသင်းအများနဲ့ရှိခဲ့တယ်လို့ကျွန်တော်ထင်ခဲ့တာပါဒါပေမဲ့ဒီဟာဒီမှာတော့လုံးဝမဟုတ်ပါဘူးလို့ပြောကြခဲ့ပါတယ် ာဆင်နယ်ကလည်းတရားရုံးခွင်တွေကအချိန်တစ်ခုမှတော့ဒါကိုလက်ခံရပါလိမ့်မယ်လူတွေကအာဆင်နယ်လုပ်ငန်းစဉ်အကြောင်းကိုပြောနေကြရင်ဒါကလုပ်ငန်းစဉ်ကိုယုံကြည်တာမဟုတ်တော့ဘူးဒါဖြစ်ပျက်နေတာပါကျွန်တော်တို့ဟာကိုယ်တိုင်အကောင်းဆုံးကစားသမားတွေအများကြီးရှိတဲ့အချိန်ဒီမှာကိုယ့်ကိုယ်ကိုတားခဲ့တယ်ဒါကြောင့်လီဘလာကိုနိုင်အောင်ရဖို့အတွက်အသေးချောင်းလုပ်ဖို့လိုပါတယ်သူတို့နိုင်မယ်လို့ကျွန်တော်မပြောပါဘူးဒါပေမဲ့ရေပန်းစားသူတွေလိုပြုမှုဖို့လိုပါတယ်လက်ခံပါဒါဖိအားပေးဖို့ကြိုးစားနေတာမဟုတ်ပါဘူးကျွန်တော်သာနေရာဒီမှာပြန်လာခဲ့မယ်ဆိုရင်ကစားတာကိုရလိုက်ဖို့အချိန်တန်ပြီလို့ပြောခဲ့ပါလိမ့်မယ်ကျွန်တော်တို့ဒီနေ့မှာလူတွေကိုကျွန်တော်တို့ကြောက်လာစေမယ့်ဆွမ်းဆောင်ရည်မျိုးပြသဖို့လိုအပ်နေပါတယ်လို့ထပ်တောင်းပြောကြားခဲ့ပါတယ် ဒီပြအရိတာကတော့သူတင်းရဲ့နိုင်ရမှုအတွက်အထူးသဖြင့် spa ကိုလွယ်ကူစွာဖယ်ရှားခဲ့တဲ့ပုံစံအတွက်အားရှိနေလောက်ပါတယ် ချန်ပီယံလိမှာဘိုင်ယန်မြို့နယ်ရဲ့အချိန်နဲ့ရှင်ပြန်ရမယ့်ပွဲနဲ့နောက်တစ်ပတ်မှာချဲစီကိုတွားရောက်ကစားရမယ့်ပွဲတို့မတိုင်ခင်မှာစပိန်သားနီးပြားကလက်ရှိအောင်မြင်မှုတွေကိုကျင်းနေလို့မရဘူးလို့ပြောပါတယ်။ BCL မှာတဲ့ဒီမှာဆိုရင်သူကဒါကျွန်တော်တို့အတွက်အလွန်ထူးခြားဆုံးနေပါပဲ။ပွဲရဲ့အရေးပါမှုနဲ့ကျွန်တော်တို့ပြည်သက်တွေအတွက်ဘာကိုဆိုးလို့လဲဆိုတာကိုကျွန်တော်တို့သိပါတယ်။သူတို့ကဒီလိုပြောရှင်မှုတွေပေးနိုင်တာလှပတဲ့နေနေပါပဲ။ကျွန်တော်တို့ရဲ့ပွဲအစဲအပိုင်းတိုင်းကိုလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။အခွေအင်းကြီးတွေဖန်တီးနိုင်ခဲ့ပြီးဂိုသင်းမို့ရန်နီဆက်တဲ့အလုပ်ရည်တွေအများကြီးလုပ်ခဲ့ပါတယ်။ကျွန်တော်တို့စိတ်ရှိခဲ့တယ်။ကျွန်တော်တို့အဲ့ဒီမှာတည်ထားတဲ့ဘုသူကိုမဆိုကျွန်တော်တို့အတွက်အလုပ်လုပ်ပေးခဲ့တယ်။ဒီအသေးမှာယုံကြည်မှုနဲ့အရေးသေးတွေအများနဲ့ပေးနိုင်စွမ်းရှိဖို့လိုပါ ါတယ်ကျွန်တော်မှာတကယ်ကောင်းတဲ့အချိန်ုံရှိပါတယ်ဒါပေမဲ့ပရီးမီးယားလိမှာပွဲတိုင်းဘလောက်ခက်ခဲတယ်ဆိုတာမြင်နိုင်ပါတယ်ဒါရှည်ရတဲ့ကီးဖြစ်ပါတယ်တပွဲချင်းတွေသွားကြရအောင်ပါဒီညကိုပျော်ရွှင်ကြရအောင်ပြီးရင်ဒီမှာဘိုင်ယန်ရှိတယ်ချဲစီကိုဝေးကွမှာသွားရမှာပါကျွန်တော်မှာခက်ခဲတဲ့သတင်းတစ်ပတ်ရှိရလို့ပြောကြားသွားခဲ့ပါတယ်